တ်ဆိုင်ကြတယ်ကတ်ဆိုင်ကြတယ်လို့ပြောတဲ့နေရာမှာဘာကြောင့်ကတ်ဆိုင်တာလဲကတ်ဆိုင်တယ်ဆိုတာ လူတွေရဲ့လောဘကြောင့်ကတ်ဆိုင်တာလူတွေရဲ့ဒေါသကြောင့်ကတ်ဆိုင်တာလူတွေရဲ့မောဟကြောင့်ကတ်ဆိုင်တာအဲ့ဒီကိုလောဘကိုလည်းပြန်မမြင်ကြတဲ့အခါငါစားဖို့ငါဝတ်ဖို့ငါအတွက်ငါအတွက်အဲ့ဒီလိုလုပ်တဲ့အတွက်တကူကောင်းသမားတွေများလာတဲ့အခါကျန်တဲ့သူတွေဒုက္ခရောက်ကြတယ် လောဘသားတယောက်ကြောင့်လူအများဒုက္ခရောက်တတ်တယ်။အဲဒီလိုလောဘတွေကြီးလာတဲ့အခါမတင်မတင်စွာတွေနဲ့ကြံစီလာကြတယ်။သူတစ်ပါးတွေနဲ့လည်းမျှဝေမတုံးဆွဲကျင်တော်ပဲနဲ့တူတဲ့တယောက်တည်းအကျိုးအတွက်အစာရေစာအဆရှိတဲ့အရာမျိုးတွေရှားပါးသွားအောင်လုပ်တတ်ကြတယ်။ဒီဘက်ကစဈေးကြီးသွားအောင်လုပ်တတ်ကြတယ်။ ဲ့လိုမျိုးတွေလှုပ်တော့လူတွေငတ်ကြဝယ်မစားနိုင်ကြဘူးစသည်ဖြင့်ပေါ့အဲ့ဒါလောဘကြောင့်နောက်ဒေါသတွေသူပြောလာတဲ့အခါလူဝချင်းချင်းတတ်ကြဖြတ်ကြဖြစ်ပြီးတော့တတ်ထန်တရာကတ်ဆိုင်တယ်မြစ်တာတရားတွေခေါင်းပါလာပြီးဒေါသတွေသာများလာမယ်ဆိုရင်တတ်ထန်တရာကတ်ကဆိုင်ကိုဆိုင်မှာမဆိုင်ချင်ရင်မေတ္တာပွားကြရတယ်မေတ္တာထားကြရတယ် ကိုဒုက္ခမရောက်ခြင်းတလို့သူလည်းပဲဒုက္ခရောက်ခြင်းမမဟုတ်ဘူးကိုဘေးမသင့်ခြင်းတလို့သူလည်းပဲဘေးသင့်မှာခြင်းမမဟုတ်ဘူးလို့အဲ့ဒီလိုစိတ်မျိုးတွေထားပြနိုင်မှဒေါသတွေနည်းမှဒေါသတွေမရှိတော့မှသတ္ထန္တရကကလွတ်မှာရောဂန္တရကဆိုက်တယ်ဆိုတာမောဟများလို့တဲ့ဒူတွေမောဟများလာတယ်ဆိုတာမသိတာတွေများလာတယ်အတ္တတွေကြီး လောဘတွေကြီးနေမတိချင်းတွေကပို့ပြီးတော့ဘုံလွန်ဘုံလွန်လာတယ်။ကိုကြိုးကြည့်ပါများလို့ရှင် အများအကျိုးဆိုတာမမြင်တော့လောကအကျိုးဆိုတာမမြင်တော့အဲ့ဒီခါမှာမသိမတင်တဲ့အရာတွေထုတ်လုတ်ကြတယ်မသိမတင်တဲ့အစာအသောက်တွေထုတ်လုတ်ကြတယ်ကိုကြိုးအတွက်နဲ့သူတစ်ပါးဒုက္ခရောက်မှာကိုထဲမတွက်ဘူးကိုအကျိုးရရင်ပြီးရောကိုအမြတ်ရရင် ပြီးရောလောက်လာကြတဲ့အခါ မစားသင့်တဲ့အစာအသောက်တွေမသုံးဆွဲသင့်တဲ့ကုန်ပစ္စည်းတွေဒါတွေပေါများလာတော့လူတွေယောဂါတွေကပ်ရောက်ကုန်ကြတယ်။ကင်ဆာဖြစ်စေမဲ့အစာအသောက်တွေအသုံးဆောင်တွေတခြားသောယောဂါမျိုးစုံကိုဖြစ်စေသော အစာအသောက်တွေအသုံးကုန်ပစ္စည်းတွေဒီအရာတွေပဲသုံးဆွဲစားတောင်းနေကြရတော့ယောဂါထူပြောလာရောအဲ့ဒါလူတွေရဲ့မောဟတည်းဟူသောမိုင်မဲမှု မသိမှုကုသိုလ်အကုသိုလ်မသိမှုအကြောင်းအကျိုးမသိမှုဆိုတဲ့မသိခြင်းတရားတွေကြောင့်ရောကံတရကဆိုက်တာဒါကြောင့်ကပ်ပေးတွေကနေလွတ်ဖို့မြတ်စွာဘုရားကလောဘကင်းအောင်အာထုတ်ခိုင်းတယ်ဒေါသကင်းအောင်အာထုတ်ခိုင်းတယ်မောဟကင်းအောင်အာထုတ်ခိုင်းတယ်လောဘဒေါသမောဟတို့ချုပ်အောင်ကျင့်နိုင်ပါတော့မှကပ်ပေးတွေကလွတ်တာအလုံးသောဝိနည်းအပေါင်း ကတ်သုံးပါးကနေလွတ်မြောက်နိုင်ကြပါစေ။